မေလ3ရက်နေ့2025ခုနှစ်မှာတော့ဒီကနေ့ပေါ့ဗျာကျွန်တော်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုတွေမှာစိတ်ဝင်စားစရာကောင်းနေရန်သူတည်င်းနေအပြင်ဒေါ်လာရေးအစိုးရပါဆိုတဲ့အမျိုးသားညီညွတ်ရေးအစိုးရလောက်အောက်ခံ MOD တက်ရင်းနေနဲ့ပတ်သက်ပြီးပြောပြစရာရှိနေတဲ့အတွက်အားလုံးစိုက်ပြီအဲ့တော့ဒီကနေ့ကတော့ TNL ဆွေးနွေးပွဲပြတ်ပါတယ် နောင်ချိုအဲနောင်ချိုကြောင်မဲတီဘောလာရှိုအမိုးမိတ်မိုးကုတ်တွေကိုပြန်အပ်ကမယ်လို့စစ်တပ်ကတောင်းဆိုတယ်တီအန်အေတွေကသဘောမတူဘူးပယ်ချလိုက်ပါတယ်အဲ့တော့တရုတ်ဟာနေဆက်ဝင်ပေါက်တွေကိုအသေးအတန်ဖြန့်ပေးချင်နေပါတယ် MND ကတော့တခွန်းတောက်ကြသွားပါပြီတီအန်အေတွေကတော့ဒီအကွက်ကိုတိပုံရပါတယ်အဲ့တော့အမေရိကန်ရဲ့လက်ရှိစင်နွယ်နေတဲ့ trade war ပေါ့အခွန်စစ်ပွဲကြီးကုန်သွယ်ရေးစစ်ပွဲမှာ သူ့နိုင်ငံတွေကပစ္စည်းတွေကဘယ်မှမှရောင်းလို့မရတဲ့အခြေအနေဖြစ်နေပြီ။အဲ့တော့ကျွန်တော်တို့အိမ်ကြီးချင်းမြန်မာနိုင်ငံကိုဂျင်းထဲ့ဖို့ market တစ်ခုရဖို့တေးုံညီမပေါ်လာလမ်းကြောင်းကိုမဖြစ်မနေဖွင့်ချင်နေပါတယ်။ဒါ우လက်ရှိတေးုံနေစက်မြင်းမှာအခြေချမိတိုင်းနဲ့တိုင်းသားလက်နက်ကင်တွေတိဖို့လိုပါတယ်။တေးုံတို့ကုံစီတွေကိုဝယ်ယူဖို့တင်သွင်းဖို့ဝယ်ယူဖို့ညီမပြည်သူလူထုကို ဈေးကွက်တစ်ခုအနေနဲ့ netherline ကိုဖွင့်ပြီးပစ္စည်းတွေတင်ပို့ရှင်နေပါလေအဲ့တော့တရုတ်ကုန်စည်ရဲ့ဖြုံးကားဟာဗမာ ပြည်မှာအများပြားရှိပါလေ netherline ကုန်တွေရေးစခန်းမှာအခုမြန်မာလန်တွေပြန်ထောက်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကတော့တရုတ်မြန်မာကုန်တွေရေးဆက်ဆံရေးကောင်းမွန်နေဆိုတဲ့အတိတ်ပဲအတိတ်ပဲတတ်မှတ်လို့ရပါတယ်ဒါကြောင့်မို့ တရုတ်ဟာ MNDA စက်ကစနေညှိနှိုင်းခြင်းကြောင့်သူ့အုပ်ချုပ်တဲ့ဒေသတွေမှာဖြတ်ငါပြတ်ကိုရပ်ပြီး MNDA ကိုအမှန်ဆိုရင်တော့လေ MNDA ကိုအနိုင်ပေးလိုက်တဲ့ဆွေမျိုးဝဲမျိုးကိုပြောလို့ရတယ်လာရှုပ်ကိုပြန်ပေးလိုက်ရတယ်လို့ခေါင်းစဉ်ရှိပေမဲ့လက်တွေ့မှာကီလိုမီတာ100ပတ်ချာလေမြို့ပေါ်12ရက်ကွက်ပဲကွက်ကွက်လေးနဲ့တက်ကွင်းနဲ့ရောက်နေတာ အဓိကကသူ့နယ်စပ်လမ်းတွေကိုပြန်ဖွင့်ချင်တာအဲ့တော့မြန်မာပြည်သူတို့ရေတရုတ်ကစေဂျင်းဂျင်းပစ္စည်းတွေဝင်လာပါတော့မယ်ရနိုင်သမျှအတက်နိုင်ဆုံးဝယ်ယူသုံးစွဲခွင့်မပြုဖို့ကျော်ဒီနေ့ကနေတိုက်တွန်းပါတယ်တရုတ်ကွန်စီတွေနဲ့ပတ်သက်ပြီးတော့ဘွိုင်းကော့လုံးချဖို့လေးနဲ့စွာတိုက်တွန်းလိုပါတယ်ဒီ border line တွေကိုရှမ်းမြောက် border line မူဆယ်ဝင်ပေါက်တွေကို ချောမွေ့စွာကုန်စီစစ်စင်နိုင်ဖို့တရုတ်အသေးတန်လုံနေပါလေအခုလည်းမြင်နေရပါတယ်ဒါကြောင့်ဘိုင်းကောက်ချိုင်းနာမိတ်တင်ချိုင်းနာဘိုင်းကောက်ကိုပြည်သူတရလုံးညီညီညွတ်ညွတ်လောက်ကြနိုင်ရင်တော့ရင်းနှီးတူကိုဝါကူထိုးသလိုများဖြစ်နေမလားဒါက DNL နဲ့တိုးနေဆက်ကုံသွေးလမ်းအခြေအနေဖြစ်ပါ ဒါကရန်သူဖက်စစ်တပ်ရဲ့အခြေအနေကတော့ဖယိုဖယဲအလဲလဲအကွက်ကွက်နဲ့တရောင်းသားတရေပါတဲ့ဖက်စစ်တပ်တိုက်မယူနိုင်တော့ပဲတောင်းယူနေရတဲ့အခြေအနေဖြစ်တာကိုပြောပြထားပါနောက်တစ်ခုကတော့ကျွန်တော်တို့တော်လိုင်းကြီးအစိုးရလို့ခေါ်တဲ့ NUG လောက်ကတရင်နေနဲ့ပတ်သက်ပြီးဒီကနေ့ကျွန်တော်မနေ့ရက်ထိစောင့်ကြည့်နေတာရှိပါတယ်မနေ့ရက်ရက်တက်နေတဲ့သတင်းတွေရှိတယ်မနေ့ရက်ရက်ဆိုရင်ကြောက်စေခရိုင်အမှတ်နဲ့တက်ရင် ။ MOD ရောက်ကနှုတ်ထွက်ပြီးတော့တိတ်မချခင်မှာပဲ NUG ကဝေးဝင်ကြီးဌာန MOD လောက်ကနေပြီးတော့နှုတ်ထွက်တယ်မန္တလေးကြောက်ဆယ်ခရိုင်အမှနဲ့တိုက်ရင်တိုက်ရင်မူကိုစစ်နိုင်ကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တုံ့ပြန်မှုတွေအများအများရှိနေပါတယ်။အဲ့တော့ MOD ရောက်ကနှုတ်ထွက်တယ် 20ပြည့်4လ2025နေဆွေးနေစာရွက်3ရက်ရှိပါတယ်ကိုစစ်နိုင်ကိုဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ရှင်းလင်းပြပါမယ်မိသားညီညွတ်ရေးဆိုရပြည်သူကာကွယ်ရေးတပ်မတော်စီရေးရုံးချုပ်တို့နှုတ်ထွက်ချောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးကြောက်စဲခဲအမနစ်တရင် People Revolution Force ကြောက်စဲအနေဖြင့်တရင်ဌာနအားလုံးမြည်သည့်အကြောင်းမျိုးမျိုးကြောင့်နှုတ်ထွက်ရသည်ဟုတရားဝင်ဖြေကြားတာခြင်းမရှိပါလက်ရှိအချိန်ကာလတွင် မြတ်ညညရဲ့အစိုးရကဝေးမှုကြီးဌာနနဲ့ချိတ်ဆက်ညီနိုင်ဆောင်ရွက်ရင်ကိစ္စအချို့ရှိနေပါသောကြောင့်နှုတ်ထွက်ရသည့်အကြောင်းအရာတိုက်တရဝင်ချပြနိုင်ရင်အချိန်တစ်ခုလိုအပ်ပါသေးကြောင်းပြည်သူလူထုကိုလေးစားစွာအသိပေးအပ်ပါသည်ဆိုတဲ့စာရကောင်ဖတ်ထားပါတယ်။နောက်ဆုံးမနေ့ကထိတရင်မှာတော့အမိုဒီလောက်ကနှုတ်ထွက်ရခြင်းသည် အမိုဒီလွဲမသောအမိတ်ပေးမှုများနှင့်ပွင့်လင်းမြင်သာမှုမရှိသောညွန်ကြားချက်များကြောင့် မိသူတဦးတယောက်မှသွေးဆောင်ဖျားယောင်ခြင်းမရှိပဲမိမိတို့အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီရဲဘော်များ၏ဆန္ဒအားလုံးကိုရယူပြီးနှုတ်ဖက်ရခြင်းဖြစ်တယ်လို့သိရပါတယ်ပြောလဲပြောထားပါတယ်အဲ့တော့ဒီတက်ဟာရွာငန်းမြင်းညက်ခရိုင်မေတီလာခရိုင်မဟာမိတ်အဖွဲ့စည်းများနေအတူ People Revolution for Joseph ဖြစ် ဆက်လက်ရက်တည်မယ်လို့လည်းထုတ်ပြန်ထားပါတယ်။မိဒီအီယောက်လက်အောက်ခံမာမနေမှာမဟုတ်ပဲမဟာမိတ်အနေဖြစ်တာစစ်အာဏာရှင်ကိုတိုက်ခတ်သွားမယ်လို့လည်းဆိုပါတယ်။ဒီတက်ဒီလိုနှုတ်ထွက်ပြီးမကြခင်မှာပေါ့ဗျာ။မကြခင်မှာဆိုတာနှုတ်ထွက်ပြီး24 27ရက်4လ2025နှုတ်ထွက်တဲ့စာကိုစစ်နိုင်ကြတဲ့တည်ရင်မှုထုတ်ပြန်ပြီးမကြခင်မှာ 24ရက်4လ2015တရက်ထဲမှာပဲဗျဖန်စီသွားတယ်လို့သိရပါတယ်ဟုတ်တယ်ည10နာရီမှာလာဖမ်းတာပထမကြီးညာချက်နှုတ်ထွက်တယ်ဆိုတဲ့ကြီးညာချက်ကတော့အော်21ရက်နေ့မှာတင်တာတင်ပြီး3ရက်အကြာမှာလာပြီးတော့ဖမ်းဆီးသွားတာည10နာရီမှာအဲ့တော့ဖမ်းဆီးသွားမှုနဲ့ပတ်သက်ပြီးတော့နောက်ဆုံးသတင်းများအရာ စစ်ဥပဒေစစ်စည်းကမ်းများချိုးပေါက်လို့ချိုးပေါက်လို့ဖန်စီထိန်ထိန်ထားခြင်းဖြစ်တယ်လို့စစ်ဆေးမှုတွေစတင်ဆောင်ရွက်နေပြီမမမကန်ပူပေါင်းဆောင်ရွက်နေသူများကိုဆက်လက်အေးအေးယူဆောင်ရွက်သွားမယ်လို့ MOD NUG ရဲ့ကဝေးဝန်ကြီးဌာနအတွင်းဝင်ဦးမောင်ဆွေကပြောထားပါတယ်လို့ဗမာဖီဂျီသတင်းဌာနကထုတ်ပြန်ထားပါတယ်ဆိုတော့အဲ့ဒါနဲ့တပြိုင်နက်မှာ အာနာရှင်နဲ့ဆန်နဲ့လုံရဲ့ဖြစ်တယ်ဆိုတာမျိုးလဲတော်တော်ညံအောင်ထွက်ပေါ်နေပါတယ်အမူဒီရဲ့ဘယ်တက်ရင်ကလာဖမ်းတယ်ဘာဝရန်စာရွက်မှမပါဘူးဘာကြောင့်ဖမ်းတာလဲတိကျတဲ့အချက်လက် မသိရသေးဘူးဗျူဟာမှုကစည်ရေးကိစ္စနဲ့စကားပြောချင်လို့တဲ့ဒီလိုခေါ်သွားတာလို့သိရပြီအဲ့ဒီညမှာပဲကြောက်စက်တက်ရင်တစ်ကရင်းမှုကတဆင့် ကိုစစ်နိုင်ကိုထိမ့်သိမ်းလိုက်ပြီဆိုတဲ့အကြောင်း MOD ကအကြောင်းကြားခိုင်းတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကိုစစ်နိုင်ရဲ့ဇနီးနဲ့ကိုစစ်နိုင်ရဲ့တက်ကနေထုတ်ပြန်လာတဲ့ချိန်ညာချက်နှစ်ဆောင်းတိုင်ကြားတာနှစ်ဆောင်းရှိပါတယ်။တရင်မှုတယောက်ကိုပြစ်မှုထင်ရှားမရှိဘဲနဲ့ MOD CEO ချုပ်က ခေါ်ဆောင်သွားခြင်းဟာကြောင်းကျိုးစီလျော်တဲ့လောက်ရမဟုတ်ဘူးကိုစစ်နိုင်တဲ့အဆက်အသွယ်မရတာကြောင့်သူ့ရဲ့လုံခြုံရေးနဲ့ကျမ်းမာရေးကိုစိုးရိမ်နေလို့လည်းဆိုကြပါတယ်အဲ့တော့ဧပြီလ27ရက်နေ့က MO NUG MOD အောက်ကနှုတ်ထွက်ခဲ့တဲ့60ခရိုင်တရင်ဒါနဲ့ပတ်သက်ပြီးတော့60ခရိုင်အမှတ်2တရင်က င်ကြက်ဆိုတာထုတ်ပြန်ထားပါတယ်ဒီဂျင်ကြက်ကတော့ည7နိုင်မှာ24ရက်ည7နိုင်မှာကျွန်တော်တူတူနဲ့လူရင်ဖက်လိုက်အမိုဒီစီယုံကျုံမဟုဆိုတာ60ခန်းတရင်အမှတ်နဲ့တရင်မှုကိုစစ်နိုင်အောင်ထိမ့်ထိမ့်ခေါ်ဆောင်သွားပါသည်ခေါ်ဆောင်သွားသည့်အချိန်မှစယနေ့ချိန်မီလီနီယာတွင်ထိမ့်ထိမ့်သားသည်ကိုမသိရှိရဲဘော်များမှအမိုဒီစီယုံကျုံတို့ဆက်တွေ့ပါတော့လေတစ်ချိန်သာတွေ့ဆုံခဲ့ရပါတယ် မြည်သည့်ဥပဒေများချိုးဖောက်ခဲ့သည်ကိုစီယုံကျွမှာတိကျစွာပြောဆိုခဲ့ခြင်းမရှိနောက်ထပ်အချိန်ကြီးဆက်တွေ့ပါတယ်စီယုံကျွကအချိန်မအားသောကြောင့်ဆိုပြီးအကြောင်းမျိုးကြငင်းပယ်ပါတယ်ငင်းဆိုပါတယ်အမှုဒီစီယုံကျွအနေဖြင့်တရင်မှုတယောက်အားမြည်သည့်မရမ်းမှမပါဝင်ပဲပြစ်မှုထင်ရှားခြင်းမရှိပါပဲထိမ့်သိမ့်ခေါ်ဆောင်သွားခြင်းဟာတဲ့အနာရှင်ဆန်သောလူမိုက်ဆန်သောလောက်ရမျိုး ဖြစ်နေသည်ကိုတတိချက်စေခြင်းပါလေ။ဇေယုံကျုပ်ရဲ့အကြောင်းကျိုးမစီလျော်သောလုပ်ရက်များကြောင့်ကြက်ရှိသောရဲဘော်များမှာ MODNUG အစိုးရပေါ်တွင်ယုံကြည်မှုလျော့ပါပြီးဒေါ်လာရေးတွင်ဆက်လက်လှုပ်ဆောင်ရန်အတွက်များစွာစိတ်ပြတ်အာရုံမိပါလေ။ယနေ့ချင်းဤတည်မှုကိုစစ်နိုင်ရင်လုံးဝအဆက်အသွယ်မရရှိတော့ကြောင့်ဂျမားဤလုံကြုံရေးများလုံစွာစိုးရိမ်ပူပန်မိပါလေဆိုပြီးတော့စီယုံကျုံနေဖြစ် မိမိတို့ဒေါ်လာကြီးရဲပေါ်များအပေါ်တွင်ပွေလင်းမြင်သာစွာယောတာဖြောက်မတ်စွာပြုတ်မှုဆက်ဆံပေးပါရဲ့ညှော်လင့်မိသည်ဆိုပြီးတော့လေတရင်ထုတ်ပြန်ထားပါတယ်ဒါနဲ့အတူမှာတမနာယုံတို့တိုင်ကြားစာတစ်စောင်ဘီဒုကဝေဝဉ္ကြီးတာတို့တိုက်ရိုက်တန်ကြားခြင်းမိတ္တူကိုတမနာယုံဦးသိန်းဦးတရားရေးဝဉ္ကြီးနဲ့ဦးအောင်မျိုးမင်းလူခင်ဝဉ္ကြီးဌာနကိုတင်ထားပါတယ် ကာဝေးဝင်ကြီးကြတော့တိုက်ရိုက်တိုင်ကြားတဲ့ကိုစစ်နိုင်ရဲ့ဇနီးတော်တင့်တင့်ထွန်းမှတိုင်ကြားချက်တွေးဆောင်ခွင့်ပေးပါရန်တင်ပြခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်အဲတော့ကိုစစ်နိုင်ဇနီးမတော်တင့်တင့်ထွန်းဟာကျမဒီကိုစစ်နိုင်ဇနီးဖြစ်ပြီး30ရက်4လ2022ခုနှစ်နေ့ပင် လေးနှစ်ရွယ်တမင်းကြီးတို့စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းခြင်းကိုခံရသောသူတယောက်လည်းဖြစ်ပါလေထို့အချိန်တည်းကကိုစစ်နန်းနေလို့ခွဲခွာနေထိုင်ခဲ့ရသူဖြစ်ပါလေဒါမှလွတ်ပြောက်ပြီးနောက်ခင်မူးပြည်သူရှိရာလွတ်မြောက်နေပြီလို့လာရောက်နေထိုင်ခဲ့ပါလေမိသားစုအတူနေထိုင်ကာလနှစ်လလောက်ပဲရှိပါလေ24ရက်နေ့လေးလ2025နေ့ကကျမတို့ခင်မူးကျမကြီးခင်မူးပြည်သူကလာရောက်ခွန်ဆွာသွားပြီးမိဒီနေရာတွင်ထားရှိသည်ကိုယနေ့အချိန်ထိမသိရှိရသေးပါ ကျွန်တော်တို့ဇနီးမောင်နှံသည်တော်လည်ရေးအတွက်စစ်အနာရှင်အားဆက်ကျင်ခဲ့ပြီးသည့်နောက်ပိုင်းယခုအချိန်ထိဘဝလုံခြုံမှုကို မခံစားရပါအသက်9နှစ်ရွယ်တမီးဖြစ်သူလဲဖခင်ချစ်ကျင်ချစ်ခင်ယူရဂယူဆိုင်မှုကိုမခံစားရသေးပါယခုကဲ့သို့မတရားဖန်ဆီးချုပ်နှောင်ထားခံရသည့်ခင်မိုးဖြစ်သူကိုစစ်နိုင်အားလွန်စွာစိုးရိမ်ပူပန်မိပါ၍ ကျွန်တော်တို့မိသားစုအားတွေ့ဆုံခွင့်ပေးပါရန်လေးစားစွာတင်ပြတောင်းခံအပ်ပါသည်ဆိုပြီးကာဝေးဝန်ကြီးဌာနကိုလိမ့်မူထားပြီးမိတ္တူကိုတမရာယုံတရားရေးဝန်ကြီးဌာနလူ့ခွင့်ရေးဝန်ကြီးဌာနတို့ကိုပို့ဆောင်ထားပါနောက်ထပ်သတင်းတစ်ခုတင်ပြစရာရှိပါသေးတယ်။စကိုင်းတိုင်းရင်းမှပြီမြို့နယ်မှာတူနာပြူဆီယာမတအူးနဲ့ PDF တရင်မှုတအူး တနတ်တန်ရာတွေနဲ့တည်ဆုံးခဲ့တယ်လို့သိရပါတယ်။တည်ဆုံးသူတွေဟာပြောရရင်42ရင်းမှပြခဲ့တက်ရင်းစခွန် B21 တက်ရင်းမှုကိုဖိုးစီအမျိုးသမီးကတော့အမျိုးသမီးလားကြီးစားလားမသိဘူးနော်။သူကတော့တူနာပြုဆရာမ CDN အဲ့တော့အချိန်ကြီးကဘလို့ဖြစ်တာလဲ။ ဧပြီလ30ရက်နေ့ညနေပိုင်းကညပိုင်းပေါ့ဗျာနော်ညပိုင်းတော့ဖြစ်ပြီသူနာပြုဆီယမိုင်းနေအင်ကိုကိုဘိုးစီရောက်လာပါတယ်တနက်ပြစ်ခတ်တယ်ကြားရပါတယ်နှစ်ဦးလုံးဖြစ်တဲ့နေရာမှာတိတ်ဆုံးကုန်ပါတယ်အဲ့တော့ကိုဘိုးစီရောက်လာတဲ့အချိန်မှာဆီယမာလေးကိုသူ့အာဖွားကြီးတယောက်ရှိတယ်ဗျာအဲ့ဖွားကြီးကနေပြီးတော့နှုတ်ပြပါတယ်အဲ့ဒီမှာကိုဘိုးစီက အရက်သေးသာတောက်စားလာခြင်းရှိမရှိတော့ကျွန်တော်တို့မသိရသေးပေမဲ့နင့်ကိုလည်းတတ်မှာငါဟာငါလည်းတတ်တယ်မှာဆိုပြီးဘေးကအဖွားကြီးကတောင်းမှန်တာတော့မရဘူးဆရာမလေးကိုတော့နှမျောတတစွာနဲ့ဖြစ်နေကြပါတယ်ပြစ်ခတ်မှုတွေဟာပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးတော့ကြည်ကိုငါးခုတွေ့ခဲ့ပြီးနှစ်ထင်းနဲ့ရင်အုပ်ဖောက်ဝင်တန်ရာနှစ်ချက် ကိုဘိုးစီမှာရင်ပတ်ဖုတ်ဝင်တိုင်းရနှစ်ချက်နဲ့တိတ်ဆုံးခဲ့တာပါပြက်ကမှုတွေနဲ့ပတ်သက်ပြီးမျက်မြင်တွေ့ရှိသူအဖွာအတူနေအဖွာကြီးအဖွာအုပ်တူနဲ့အမျိုးသမီးတူရှိမှာပဲဖြစ်ပျက်ခဲ့တာလို့သိရပါတယ်အဲ့တော့ပြက်ကခံရသူဟာစီဒီယန်သူနာပြုဆီယာမမဇာနီဝင်းလို့ကျွန်တော်သိရပါတယ်သူဟာရှမ်းမြောက်စာတိဖြစ်ပြီးရင်းမာပင်နယ်အတွင်းမှာ စေတနာဝန်ထမ်းစစ်ကုတောက်ပေးနေတာဖြစ်ပါတယ်။နားရက်မှာအိမ်ပြန်လာတဲ့အချိန်ဒီလိုဖြစ်ခဲ့တာလို့ကျွန်တော်တို့အကြမ်းရင်းသိရပါတယ်။ B-21 ဟိုပြစ်ခတ်သူ B-21 ရဲဘော်ကိုဖို့စီကလည်းရဲမပင်ခရံရဲ့ဒေသခံတပ်ရင်းမှုတယောက်ဖြစ်ပါတယ်။အဲ့တော့နောက်ဆုံးအချိန်တွေကိုတော့မသိရပေမဲ့သူတို့နှစ်ယောက်တမီးစားဖြစ်တယ်ဆိုတာလောက်ထိတော့သိနေရပြီ။ လူမှုရေးပြဿနာလို့ကျွန်တော်တို့အကြံဉာဏ်ယူဆလို့ရပါတယ်ခုနအန်ယူဂျီအမှုရောက်ကတိုက်ရင်းတွေကနှုတ်ထွက်ပြီးတိုက်ရင်းမှုကိုဖန်ဆီးတဲ့ကိစ္စအခုအန်ယူဂျီအမှုရောက်ကဗျူဟာ40နှစ်လောက်ခံရင်းမပိုင်ခရိုင်တိုက်ရင်းကတိုက်ရင်းမှု B21 PDF တိုက်ရင်းမှုကိုဖိုးစီကသူကြီးကလည်းသူ့ကိုယ်သူပြစ်တည်တဲ့ကိစ္စဒါတွေကိုကြည်ချင်းအဖြစ် တနတ်တွေရဲ့အရာတာနဲ့တော်လိုင်းကြီးမှာယာရုအာနာပါဝါပြတနာအင်မတန်ကြီးမားလာတော့ကိုတွေ့ရပါတယ်ပထမတစ်ခုအနေနဲ့ကိုစိုးနိုင်ကိုဖန်ဆီးခြင်းကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်သက်ဆိုင်ရာဝန်ကြီးဌာနတွေသက်ဆိုင်ရာဆိုတာကျွန်တော်နဲ့ထိဆက်တဲ့သူတွေကိုမေးမြန်းကြည့်တဲ့အခါစစ်ဥပဒေများ ချိုးဖောက်လို့ယာယီထိမ့်သိမ့်နေလို့တော့အကြမ်းမြင်သိရပါတယ် MOD ရဲ့ကာဝေးအတွင်းဝင် ဦးမမောင်ဆွေကလည်းစစ်ဥပဒေများကို ချိုးပေါက်လို့ထိမ့်သိမ့်တယ်လို့သိရပါတယ်ပြောထားပါတယ်စစ်ဥပဒေစစ်စည်းကံလူကိုခင်မူကိုပြင်တယ်လူကိုမုံရင်မူကိုတုံးနေတာဆိုတာမျိုးတွေကတော့မဖြစ်စေချင်ပါဘူးကျွန်တော်တို့အတွင်းရေးကိစ္စတွေတော်တော်များများသိပါတယ်အပြစ်ရှိလို့ဖမ်းတယ်ဆိုရင်ဘယ်ဥပဒေကြောင့်ဖမ်းတာလဲရာဇဝတ်ကြီးဥပဒေလား2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလား ဘာဥပဒေနဲ့ဖန်တာလဲဘာပုံပါနဲ့ဖန်တာလဲဘာဝရမ်းနဲ့ဖန်တာလဲမတင်ကားပြီဖန်ရှိခြင်းရင်ခမဲတို့ဖြတ်သိမ်းပါလေဖြတ်သိမ်းလိုက်ပါလေဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008မှာတော့24နှစ်တက်ပို့ပြီးထိမ့်သိမ်းထားခွင့်မရှိပါဘူးအခုဖန်စီထိမ့်သိမ်းခြင်းအခုလက်ရှိကျင့်သုံးနေခြင်းဟာဘာဥပဒေတွေကျင့်သုံးပြီးဘာဥပဒေတွေနဲ့ဖန်ပြီး ဘာဥပဒေနဲ့ဆုံးဖြတ်နေတာလဲကိုနံပါတ်1ကျွန်တော်တို့သိချင်ပါတယ်နံပါတ်2ဖဇီထိတ်သိမ်းမှုနဲ့ပတ်သက်ပြီးတရင်တွေထုတ်ပြန်တဲ့နေရာမှာပြကြတဲ့အဖြစ်ကိုကာဝေးအတွင်းဝင်ကားတော့မပေးနိုင်ဘူးဆိုရင်ပြည်သူ့ရဲ့ယုံကြည်မှုအင်မတန်ယုံနေလာမယ်အခြေအနေကိုစက်ခံစားရပါလိမ့်မယ်အဲတော့ MOD အောက်ကထွက်လို့ဖမ်းတာလား စေဥပဒေစစ်စည်းကမ်းချိုးပေါက်တယ်ဆိုတာကဘာလဲလူခင်မူကိုပြင်းတယ်လူကိုမုံရင်မူကိုတုံးတယ်ဆိုတာမျိုးလားဒီမှာမိသားစုနှစ်လောက်တော့ပြည့်အောင်အတူတူမနေရသေးဘူးခမားတို့တော်လိုက်ရင်လုံးမိတာဗျာကျုပ်တို့မတရားခံရပြီဆိုတဲ့အတွေးမျိုးတော်လိုက်ရင်တမားတွေနဲ့ပြည်သူလူအတွေးတဲ့ဝင်လာရင်ခမားတို့လုံးရက်တွေကြောင့်တော်လိုက်ရေးပါရှုံးရလိမ့်မယ် တော့ဒီလိုပဲတိတ်တိတ်ပြောလိုက်တော့ချုပ်ကိစ္စတွေမပြောချင်ဘူးညနော်တော်တော်ထင်းထင်းတိတ်တိတ်နေပါတော်လိုင်းရေးပေါ်ယုံကြည်မှုပြည့်အောင်ခင်ဗျားတို့တစုတစည်းတဲ့ညီညီညာလုံနေကြတာလားခင်ဗျားတို့ခင်မင်းနဲ့ခင်ဗျားတို့ဝင်ကြီးအချင်းချင်းခင်ဗျားတို့အတွင်းဝင်အချင်းချင်းလုံနေတဲ့ဥစ္စာတွေအရေးယူမလားကျွန်တော်တန်းစီချပြပေးမယ်ခင်ဗျားတို့ချိုးပေါင်းနေတဲ့ဥပဒေကိုခင်ဗျားတို့အရေးယူပေးမလား MOD နိုင်ငံတော်တမရနေတကွာအစိုးရအဖွဲ့တစ်ခုလုံးကိုကျွန်တော်ဒီနေရာကမေးခြင်းဖြစ်ပါတယ်။အင်အားကြီးတိုင်းတနက်အရသာတီးပြီးဟိုတကာကလည်းစည်ရေးချုပ်လာစစ်ထောက်ချုပ်လာသူဖွင့်ထားတယ်ဗါလေဟောပေါ်ဆိုင်မှာရံဖြစ်လို့ဖမ်းတယ်ဗျာအဲ့တော့ကိုသိမ်းမြတ်စကားလေးငါပြောပါမယ် ြည်သူချစ်ရင်ကပီးတင်လို့ရပါလိမ့်မယ်ပြည်သူမုန်းရင်စစ်ရှုံးလိမ့်မယ်အဲ့တော့မြို့သားညီညွတ်ရေးအစိုးရလက်အောက်ကကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကစစ်ရေးချုပ်စစ်ထောက်ချုပ်စီဝစီချုပ်ဘသူဘဝဘယ်ရင်ချင်းမိခဲ့တော့ဆန်နှုံးနေနဲ့ရွေးချယ်ခဲ့ပါတလဲဆိုတဲ့ကိစ္စအလေမေခွန်းရှိပါသေးတယ်။အင်အားကြီးသူတာအနိုင်ရာချင်း လူများတနက်များအာနာရှိအနိုင်ကျင့်လို့ရာကြီးဆိုရင်တော့ဖစစ်တက်ကိုတော်လန်နေတာတွေအလကားဖြစ်ကုန်ပါဘို့ဖစစ်တက်ကိုတော်လန်နေရခြင်းအကြောင်းတရားဟာမတရားလုပ်လို့ဖြစ်ပါတယ်တနက်နေ့အနိုင်ကျင့်လို့ဖြစ်ပါတယ်ရုပ်မှာမယိုင်းစွာဖိနှိပ်အကြမ်းဖက်လို့ဖြစ်ပါတယ်ဒီအပြုတ်မှုလောက်ရတွေကို မလုတ်မိစီဖို့အထူးတတိချက်ပါ အခုချိန်မှာမြို့သားညီညွတ်ရေးအစိုးရရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးပြည်သူလူထုဟာယုံမားတန်တရားမြောက်များစွာ ရှိနေရှိနေတဲ့ကြားထဲမှာထပ်ပြီးတော့တရင်နှုတ်ထွက်မှုတွေနဲ့တကွကိုတက်ချင်းချင်းပြန်ဖန်းရှိမှုတွေအမြောက်များ ဖြစ်ပေါ်လာခြင်းဟာတော့လူကြီးမင်းတို့အတွက်ကောင်းတယ်လို့သတ်မှတ်ရင်ဆက်လုပ်နိုင်ပါတယ်အရှိမမဖြေရှင်းရတဲ့မဖြေရှင်းသေးရသေးတဲ့ အမှုပေါင်းမြောက်များစွာနဲ့အတူတရားရေးဝန်ကြီးဌာနကြီးတခုဖွဲ့ပြီးတော့ရုံးခန်းတွေငါပတ်စံတွေအကုန်ခံလူပေါင်းမြောက်များစွာကိုလစာပေးပြီးတရားမျှတမှုလေဘာမှလုပ်ပေးနိုင်ခြင်းမရှိတော့ဘူးလေတွေ့ရပါတယ်ဒါဆိုရင်ပြည်သူရဲ့ဝေဖန်မှုနဲ့ပြည်သူရဲ့ပြစ်တင်မှုကမှားသလားလူကြီးမင်းတို့ကမှားသလားသိကြစဉ်းစားစီခြင်းပါတယ်ပြည်သူချစ်ရင်ကပီးတင်ခံရပါ ပြီးသူမုံရင်တော့ဆုံဆုံမြုပ်လိုက်မယ်လို့ပြောရင်ဒီညတော့ဒီလောက်ပါအားလုံးကိုကျေးဇူးတင်ပါ